လူတယောက်ဘလောက်ပိုင်ဆိုင်သင့်ပါသလဲလူတယောက်အတွက်အ ਨੇ ဆုံးလိုအပ်ချက်ဆိုဒီမှာဘလောက်အတိုင်းတာအထိ ရှိသင့်ပါသလဲစပွဲတစ်လုံးအေယာတစ်ခုဖျောင်းနိုင်တဲ့တိုင်ဖြင့်လူတယောက်ဒီနေထိုင်နိုင်ပါတယ်သို့တော်ဖုံကြီးចောင်းလိုနေရာမျိုးနဲ့အကျဉ်းထောင်လိုနေရာမျိုးမှာဖြစ်နိုင်ပါလိမ့်မယ်လူဆိုဒီကကောင်းကောင်းနေခြင်းနဲ့ကောင်းကောင်းစားခြင်းနဲ့တစ်ခုပိုင်ဆိုင်ထားရင်နှစ်ခုရှိခြင်းနဲ့ နှစ်ခုရှိလာပြန်ကလည်းသုံးခုလောက်ကို တွေးနေတတ်တယ်။လူဆိုဒီကအလှပကိုမြင်လို့တယ်။ထို့ကြောင့်စားဖို့ပိုရှံလာရင်အခြားခံစားချက်များကို တွေးလာတယ်။ပကြီကားတစ်ချက်ဖြစ်ဖြစ်ဝဲက အိနေရံမှာချိတ်ထားလိုက်ခြင်းနဲ့ဖြာခင်းပြီးဧကန်တော်တလေးမှသည်ဧကန်အတွင်ကို ဆိုဖာတွေစက်တီတွေရှိစေလာခြင်းနဲ့ပစ္စည်းတွေပို့ပြီးများလာလေမလုံးကျုံသလိုခံစားလာရတယ်။ရွှေမဝစ်နိုင်ခြင်းကအိမ်တကားဖွင့်အိတ်တော့ တောရွာများတွင်ပင်ရွှေဝစ်လာသောအခါတကားတွေကိုတော့တွေခတ်ပြီးထားလာကြတယ်။